တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး၄မှ၆ထိဖြစ်ပါတယ်။ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး၄စင်ရဲသော မုတ်ဆိုးမောက်ကိုအီလိရှေကူညီခြင်းပရောဖက်မျိုးသားဤမရတယောက်သည်အီလိရှေထံသို့လာ၍ကိုရောကျွန်း ကျမဤခင်မုန်းတေပါပြီကိုရောဂျုံသည်ထာဝရဖရာကိုယိုတည်တော်သူဖြစ်သည်ကိုကိုရောတိတော်မူ၏ယခုမှကြွေးရှင်သည်ကျမဤသားနှစ်ယောက်ကိုဂျုံခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏အီလိရှဲကလည်းတင့်အဖို့အဘယ်သို့ငါပြုရမည်နည်းတင့်အိမ်၌အဘယ်ဥစ္စာရှိသည်နည်းဟု မေးလျင်ကိုရောဂျုံမအိမ်၌စီအိုးတစ်လုံးမှတပါ အဘယ်ဥစ္စာများမရှိပါဟု ပြောဆိုတော့အီလိရှဲကသွားလော့အိမ်ကြီးချင်းရှိသည်များတို့တွင်လက်တော်အိုးတို့ကိုငားယူလော့ညားစွာသောအိုးတို့ကိုငားယူလော့ကိုအိမ်တို့ရောက်သောအခါတားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငားယူသောအိုးများထဲသို့စီကိုအပြည့်လောင်၍ထားလော့ဟုစီရင်သည့်အတိုင်းထုံမိမ့်မသည်သွား၍တားတို့သည်အိုးများကိုယူခဲ့ပြီးမှ မိမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်း၍အိုးများ၌စီပြည့်သောအခါအိုးတလုံးကိုယူခဲ့ဟုသားအားဆိုလျင်အိုးလက်မရှိပါဟုပြန်ပြောသောစီသည်တန်လျက်နေ၏ထိုမိမသည်လာ၍ဖျားသခင်၏လူကိုကြားပြောလျင်သူကထိုစီကိုတွား၍ရောင်းပြီးလျင်ကျွေးကိုဆက်လော့ ကျွန်းသောစီကို အမိပြု၍တင်နှင့်သားတို့သည် အသက်မွေးကြလော့ဟုဆို၏အီလိရှဲနှင့်ချမ်းသာကြွယ်ဝသည့်ရှုနေမျိုးသူတနေ့တနိုင်အီလိရှဲသည် ရှုနေမျိုးသို့သွားရာတွင် ထုံမျိုး၌ထင်ရှားသောမိန်းမတစ်ယောက်သည်အီလိရှဲကိုကြွေးခြင်းကခေါ်ပင့်လေ၏နောက်မှထိုလမ်းသို့သွားသောအခါကကြွေးခြင်းကိုခံအံ့သောမှာထိုအိမ်သို့ဝင်တတ်၏ မိမကလည်းငါတို့နေရာလမ်းဖြစ် အစင်သွားလာတော့ဤသူသည်ဖျားသခင်ဤတန်ရှင်းသူဖြစ်သည်ကိုကျွန်ုပ်ရိပ်မိဤဝေယိုးအပေါ်မှာအခန်းငယ်တစ်ခုကိုလှုပ်ကြကုန်အံ့သူ့အဖို့ကတင်းစပွဲထိုင်ခုံမိခုံတို့ကိုထားကြကုန်အံ့သူဖြစ်၍သူသည်မာရုစီတို့ရောက်တော့ခါ ထိုခန်းထဲသို့ဝင်လိမ့်မည်ဟုမိမိခင်ပွန်းအားဆို၏တနေ့တနိုင်အီလိရှဲသည်ရောက်သည်ဖြင့်ထိုခန်းထဲသို့ဝင်၍အိတ်နေ၏ထိုရှုနေမျိုးသူမိမကိုခေါ်လို့ဟုမိမိကြောင့်ဂေဟာစီအားဆိုသည့်အတိုင်းခေါ်၍မိမသည်အီလိရှဲရှိမှရက်နေ၏အီလိရှဲကတင်သည်ငါတို့အဖို့ဤမြောက်လောက်လှုပ်ကြွေးပြုစုသည့်အတွက်တဲ့အဖို့အဘယ်သို့ပြုရမည်နည်း တဲ့အဖို့ရှင်ဘရင်ထံဘူချုံမင်းထံ၌ငါပြောရမည်လို့ဟုဂေဟာစီမိမိအကြောင်းစီရင်တော်မိမက ကျမသည်ကိုဆွေမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏အီလိရှဲကလည်းဤမိမအဖို့အဘယ်သို့ပြုเสียရှိသနည်းဟုမေးပြန်လျင်ဂေဟာစီကဤမိမ၌တာသမီမရှိပါ ုခင်ပွန်းလေဩလာဘီဟုဆိုသောတပံခေါ်ဦးလို့ဟုဆိုသည့်အတိုင်းခေါ်၍မိမသည်တကားဝမှရက်နေ၏အလိရှေကလည်းတင်သည် နောက်နှစ်အချိန်ရွယ်စေသောအခါတာကူဖယံရလိမ့်မည်ဟုဆိုလျင်မိမကအိုရှင်ဖျားသခင်ဤလူကိုတော်ဂျုံမကိုမူတာမတုံးပါနှင့်ဟုပြန်ပြော၏ထိုနောက်မိမသည် ပဋိသင်နေယူ၍အီလိရှေချင်းချက်တော်အချင်းရွယ်စေတော်ခါတားကိုဖွားမြင်လေ၏ထိုသားသည်နှုတ်ကွာပြီးမှတနေ့တနိုင်စပားရိတ်တော်သူတို့ရှိရာမိမိအဖထံသို့တွား၍နာသည်ကောင်းနာ၏ကောင်းနာ၏ဟု အဖအားပြောဆိုလျင်အဖကသူငယ်ကို အမိထံသို့ယူတော်ဟုလူလင်အားပြော၏လူလင်သည် အမိထံသို့ယူတော်၍ သူငယ်သည်အမိရင်ခွေ၌ထိုင်၍မုန်းတဲ့အချိန်ရှိပြီးမှတည်၏အမိသည်မြို့ရိုးပေါ်သို့တက်၍အလောင်းကိုဖျားသခင်လူ၏ခရင်ပေါ်မှထားပြီးလျင်တကားကိုပိတ်ခဲ့၍သွားလေ၏ခင်မုန်းကိုလည်းခေါ်၍ကျွန်ုပ်သည်ဖျားသခင်၏လူထံသို့ပြေး၍တဖန်ပြန်လာဦးမည်လူလင်တယောက်နှင့်မြည်တစည်းကိုထဲလိုက်ပါဟုဆိုလျင်ခင်မုန်းက အဘဲเจ้าယနေ့သွားခြင်းတည်းနီလာဆန်းနေမဟုတ်ဥပုံနေလည်းမဟုတ်ဟုဆိုတော့မိမကကောင်းမလိမ့်မည်ဟုပြန်ပြော၏မိကိုကုန်းပြီးတင်ပြီးမှကျုံကိုခေါ်၍နှင်သွားလော့ငါမပြောလျင်ငါเจ้าအတော်မနေစေနဲ့ဟုကျုံအားမှားထားသဖြင့်ခီးသွား၍ဖျားသခင်၏လူရှိရာကရမေလာတောင်ပေါ်သို့ ရောက်ဒီကိုဖျားသခင်ဤလူသည်အဝေးကမြင်သောအခါမိမိကြုံဂေဟာစီကိုခေါ်၍ရှုနေမျိုးသူမိမလာ၏တင်ပြေး၍ခီးဥကြုပ်ပြုပြီးလျှင်ကိုရိုင်းမာဤလောခင်မုန်းမာဤလော သူငယ်မာဤလောဟုဆေလို၍မေးစေသော မိမကမပါဤဟုဆို၏ဖျားသခင်ဤလူရှိရာတောင်ပေါ်သို့ရောက်သောအခါ သူဤခြေတို့ကိုဖတ်လေ၏ဂေဟာစီသည်စီဒါချင်းကချင်းလာလျင်ဖျားသခင်ဤလူကသူ့ကိုမစီဒါနှင့်သူသည်စိတ်ညှိုးငယ်ခြင်းရှိ၏ထိုအကြောင်းကိုထာဝရဖျားသည်ငါအာမပြဝတ်ထားတော်မူပြီဟုဆို၏မိမကလည်းကျမသည်ကျမသခင်ထံမှသားစုကိုတောင်းပါသလော ကျမကိုမူသားမတုံးပါနှင့်ဟုရှောက်ဆိုသည်မဟုတ်လောဟုဆို၏အီလိရှဲသည်ဂေဟာဇီကိုခေါ်၍တေးဤခါကိုစီလော့ငါတောင်ဝေးကိုကန်၍သွားလော့လမ်းမှာသူတစ်ပါးတွေ့လျင်နှုတ်မဆက်နှင့်တင့်ကိုသူတစ်ပါးနှုတ်ဆက်လျင်ပြန်၍မပြောနှင့်ငါတောင်ဝေးကို သူငယ်ဤမျက်နာပေါ်မှာတင်လို့ဟုမှားထားလေ၏အမိကလည်း ထာဝရဘုရားအသက်ကိုလိုအသက်ရှင်တော်မူသည့်အတိုင်းကျမသည်ကိုရိုနှင့်ကြွား၍မတော်နိုင်ပါဟုဆိုလျင်အီလိရှဲသည်ထား၍လိုက်လေ၏ဂေဟာစီသည်အရင်သွား၍တောင်ဝေးကိုသူငယ်၏မျက်နှာပေါ်မှတင်တော်လဲသူငယ်သည်အတံမပြုတ်အမှုမထားထိုကြောင့်ဂေဟာစီသည်အီလိရှဲကိုခီးဥ်ချူပြွ၍သူငယ်သည်မနှိုးပါဟုပြန်ပြော၏ အီလီရှဲသည်အိမ်သို့ရောက်သောအခါတငယ်တီလျက်မိမိကရင်ပုံမှာတင်ထားလျက်ရှိသည်ကိုတွေ့သည်ဖြင့်အထဲသို့ဝင်၍နှစ်ယောက်ထဲရှိစေခြင်းကတကားကိုပိတ်လျက်ထာဝရဘုရားကိုဆုတောင်းလေ၏သူငယ်ဤအနီးပါသူချင်း၍သူ့အပေါ်မှာအိတ်လျက်နှုတ်ချင်းမျက်စိချင်းလက်ချင်းထက်လျက်သူငယ်အပေါ်မှာကိုကိုလန့်သည်ဖြင့် သူငယ်သားသည်နှွေးစရှိ၏တဖန်ဆင်း၍အခန်းထဲမှဇင်းကြံသွားပြီးလျင်ချင်းပြန်၍သူငယ်အပေါ်မှကိုကိုလန့်သည်ဖြင့်သူငယ်သည်ခုနှစ်ကြိမ်ခြေဆက်၍မျက်စိကိုဖွင့်၏အလိရှဲသည်ဂေဟာစီကိုခေါ်၍ရှုနေမျိုးသူမိမကိုခေါ်လိုက်ဟုဆိုသည့်အတိုင်းခေါ်၍သူသည်ရောက်လာသောအခါအလိရှဲကတင်ဤသားကိုချီယူလို့ဟုဆို၏ မိမသည်အထဲသို့ဝင်၍မြေပေါ်မှပြုတ်ဝုတ်ဥချပြီးလျင်တားကိုချီယူ၍ထွက်သွား၏နောက်ထပ်ပြသည့်နမိတ်လက္ခဏာနှစ်ရပ်တဖန်အီလိရှဲသည်ဂီလာကာလာမြို့သို့သွား၍ထူပြည်၌အစာခေါင်းပါ၏ပရောဖက်မြို့သားတို့သည်အီလိရှဲရှိမှထိုင်ကြစဉ်ပရောဖက်မြို့သားတို့ဖို့ကြီးသောဦးကင်းကိုပြင်၍ဟင်းချက်လော့ဟုမိမိကြုံအားဆို၏ တစုံတယောက်သောသူသည်ဟင်းဒီရင်းရွက်ကိုဆွတ်ချင်းကလေပြင်းသို့သွား၍တောနှွေပင်ကို တွေ့လျင်တောဘူးသည်ပိုက်နိုင်သမျှကိုဆွ့ယူပြီးမှထိုဘူးမျိုးကိုမသိပဲဟင်းအိုးတဲ့သို့ခတ်လေ၏ဟင်းအိုးစားအံ့ဟုလောင်းပြီးမှဝိုင်း၍စားကြစဉ်တွင်ဦးဖျားသခင်၏လူအိုးတဲ၌တေဘေးရှိပါသည်ဟုအော်ဟေ၍ မစားနိုင်ဘဲနေကြ၏အီလိရှဲကလည်းမုံညက်ကိုယူခဲဟုဆို၍အိုးထဲမှခတ်ပြီးလျင်လူများစားစရာဖို့လောင်းဦးလို့ဟုဆိုပြန်တော့အိုး၌ဘေးမရှိတဖန်ဘာလရှလီရှာမျိုးမှလူတစ်ယောက်တည်လာ၍အူဒီသောမူရောဆန်ဖြစ်လို့တော့မုံလုံး20နှစ်အိတ်၌ထဲ့သောအသီးအနှံများကိုဖျားသခင်ဤလူထံသို့ဆောင်ခဲ့၏ အီလိရှဲကလည်းဤလူများကိုကျွေးလို့ဟုဆိုလျင်ဂျုံကအဘေတို့နီကျွန်တော်သည်လူတရာကိုဤများနှင့်ကျွေးနိုင်ပါမည်လို့ဟုမေးလျင်အီလိရှဲကဤလူများကိုကျွေးလို့ထာဝရဖရာမိတ်တော်မူတီကထိုသူတို့သည်ဝါစွာစားကြတော်လဲစားเสียကြံကျွေးလိမ့်မည်ဟုမိတ်တော်မူเจ้าကိုပြောဆိုတော်ဂျုံသည်လူများရှိမှထဲ၍ ထာဝရဘုရား၏စကားတော်နှင့်အညီထိုသူတို့သည်ဝါစွာစားကြ၍စားစရာကြံကျွန်းလျက်ရှိ၏ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး9နေမန်နူနာပြောက်ကင်းခြင်းရှုရရှင်ဘရင်၏ဘိုးချုပ်မင်းနေမန်သည်မိမိတခင်ထံမှမျက်နာရသောသူဖုန်ကြီးသောသူဖြစ်၏အကြောင်းမူကားရှုရပြီသည် ထိုသူအားဖြင့်အောင်ရသောအခွင့်ကိုထာဝရဖျားပေးတော်မူပြီးထိုသူသည်ခွန်အားကြီးသောစစ်သူရဲ့ဖြစ်၏တို့ရတွင်နူနာဆွဲ၏ရှူရီလူတို့သည် အလိုလျောက်တဖွဲ့၍ခြီသွားစဉ်တွင်ဣတရီလပီမှဖမ်းခဲ့သောမိမငယ်တယောက်သည်နေမန်ဤမရထန်၌ကြုံခံရ၏ထိုကြုံမကလည်းကျမသခင်သည် ရှမာရိမျိုး၌ရှိသောပရောဖက်ထံသို့ရောက်ပါစေသောထိုပရောဖက်သည်တခင်၌ဆွဲသောလူနာကိုပျောက်စေလိမ့်မည်ဟုမိမိတခင်မအားဆို၏နေမန်သည်မိမိအရှင်ထံသို့ဝင်၍ဣတရီလအမျိုးမိမငယ်စကားကိုပြန်လျှောက်၏ရှူရီရှင်ဘရင်ကလည်းတွားလော့တွားလော့ဣတရီလရှင်ဘရင်ထံသို့ စာပေးလိုက်မည်ဟုအမိန့်တော်တိုင်းနေမန်သည်ငွေခွက်တရာရွှေခွက်60အဝိစေစုံကိုယူသွား၍ဣတရေလာရှင်ဘရင်ထံသို့မိမိအရှင်ဤစာကိုတွင်းလေ၏စာ၌ပါသောအချက်ဟုမူကားကိုတော်သည်ငါ့ကြုံနေမန်ဤနူနာကိုပျောက်စေခြင်းကသူကိုဤစာနှင့်အတူငါစီလွတ်တည်ဟုပါတည်းဣတရေလာရှင်ဘရင်သည် ထိုစာကိုကြည့်ပြီးမှမိမိအဝတ်ကိုစုပ်၍နာသည်အသက်ပေးပိုင်နှုတ်ပိုင်သောဖရာဖြစ်သောကြောင့်ဤသူသည် လူမျိုးကိုချမ်းသာပေးစေခြင်းမှာနာထန်သောစေလွတ်တလောကြည်ကြလောဤသူသည်နာကိုအပေးများလောက်ရန်ရှာခြင်းတည်းကိုကြည်ကြလောဟုဆို၏ဤတည်လာရှင်ဘူရင်သည် မိမိအဝတ်ကိုစုပ်တည်ဟုဖျားသခင်ဤလူအေလိရှဲသည်ကြားလျင်ကိုတော်သည်အဘဲเจ้าအဝတ်ကိုစုပ်သည်နီထိုသူသည်ငါထံသို့လာပါလိမ့်စေဤတည်းလာပြီး၌ပရောဖက်ရှိသည်ကိုတိလိမ့်မည်ဟုရှင်ဘရင်ကိုမာလိုက်လေ၏ထိုကြောင့်နေမှန်သည်မြင့်ရထားကိုစီးသွား၍အေလိရှဲအိမ်ရှိမှရက်နေ၏အေလိရှဲကတင်းတီးသွား၍ ယော်ဒန်မြစ်၌ခုနှစ်ကြိမ်တိုင်အောင်ရေချိုးလော့အသားပြောင်း၍တန်ရှင်းလိမ့်မည်ဟုလူကိုစေလွတ်၍ပြောစေ၏နေမန်ကလည်းအကယ်၍ပရောဖက်သည်ထွက်လာမည်ငါအနာမရက်လျက်မိမိဖျားသခင်ထာဝရဖျား၏နာမကိုခေါ်၍မိမိလက်နှင့်သုံးသက်သဖြင့်နူနာကိုပျောက်စေမည်ဟုငါထင်၏ဓမ္မတက်ပြီ၌အာဗနာမြစ်ဖာဖာမြစ်တို့သည် ဤတေလာမည်အလုံးစုံထက်တာ၍ကောင်းသည်မဟုတ်လောထိုမြင့်၌ငါရီချိုး၍မတန်ရှင်းရသလိုဟုဆိုလျက်အမျက်ထွက်၍ပြန်သွား၏ကျွန်တို့သည်ချင်းလာ၍အဖခတ်တော်အမှုကိုပြုရမည်ဟုပရိုဖက်စီရင်လျင်ပြုတော်မူမည်မဟုတ်လောရီချိုး၍သာတန်ရှင်းခြင်းသို့ရောက်လောဟုစီရင်လျင်အဘဲများလောက်တာ၍ပြုတော်မူသင့်ပါသည်တကားဟုရှောက်ကြသော နေမှန်သည်တွား၍ဖျားသခင်၏လူစီရင်သည်အတိုင်းယော်ဒန်မြစ်၌ကိုကိုခွနှစ်ကြိမ်နှစ်သဖြင့်သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍တန်ရှင်းခြင်းသို့ရောက်၏တို့ပြီးမှလိုက်တော်သူအပေါင်းတို့နှင့်တကွဖျားသခင်၏လူထံသို့ပြန်လာ၍သူရှိ၌ရက်လျက်ဣတရီလပြီးမှတပါအဘယ်ပြည်နှံ့မြဖျားသခင်မရှိသည်ကိုယခုအကျွန်ုပ်သိပါ၏ ို့ဖြစ်၍ကိုရောဤကျုံလူသောအလှလက်ဆောင်ကိုခံယူတော်မူပါဟု တောင်းလျှောက်လေ၏အလိရှဲကလည်းငါကိုကွယ်တော်ထာဝရဖရာအသက်ရှင်တော်မူသည့်အတိုင်းမခံမယူရဟုဆိုလျင် ခံယူစေခြင်းကတဖန်တိုက်တွန်းတော်လေညင်းပယ်လျက်နေ၏နေမန်ကလည်းတို့ဖြစ်လျင်ကိုရောကျုံသည်မြင်းနှစ်စီးနှစ်တည်၍မြေနှဲငယ်ကိုယူပရစေ ကိုရောကျွန်သည်မိရှုရာရဲ့အစရှိသောအပေရစ်ကိုမြထာဝရဘုရားမတပါအခြားသောဘုရားအားနောက်တဖန်မပူဇော်ပါတိုးတော်လဲအကျိုးသခင်သည်ကိုကိုယ်အံဟုရိမုံဘုရား၏ကြောင်းသို့တွား၍အကျုံ့ကိုမိလျက်ရိမုံကြောင်း၌ကိုကိုညွတ်တော်ခါအကျုံ့ကိုသည်လဲညွတ်လျင်ထာဝရဘုရားသည်ကိုရောကျွန်ကိုအပြစ်လွတ်တော်မူပါစေသောဟုဆိုလျင်အီလိရှဲက ငင်ဝှစ်စွာသွားလောဟုဆို၏နေမန်ဒီသွား၍အဝေးတို့မရောက်မီဖျားသခင်၏လူအီလိရှေ၏ဂျွန်ဒေဟာစီကဣရှုရီလူနေမန်ဆောင်ခဲ့သောဥစ္စာကိုငါသခင်သည်မခံမယူသူကိုအလွန်တနာပြီးထာဝရဖျားအသက်ရှင်တော်မူသည့်အတိုင်းသူနောက်သို့ငါလိုက်၍တစုံတစ်ခုကိုယူမည်ဟုအကြံရှိလျက်နေမန်နောက်သို့လိုက်လေ၏ လိုက်ချောင်းကို နေမှန်သိမြင်လျင်ကျိုးဆူအံ့သောမှယထာမှဆင်း၍ရှိသည်မြကောင်းတလုံးဟု မေးတော်ဂေဟာစီကကောင်းပါ၏ယခုတွင်ပရောဖက်အမျိုးသားလူလေးနှစ်ယောက်သည်အေဖရိန်နောက်မှရောက်လာပြီငွေခွက်၃၀နှင့်အဝတ်နှစ်စုံကိုသူတို့အဖို့ပေးပါလို့ဟု တောင်းစီခြင်းမှာကျွန်တော်တခင်သည်ကျွန်တော်ကိုစေလွတ်ပါပြီဟုဆိုလျင် နေမန်ကအခွက်၂၀ကိုမငင်းယူပါလို့ဟု တိုက်တွန်းလျက်ငွေခွက်20ကိုအိတ်နှလုံး၌အဝတ်နှစ်စုံနှင့်တကွာစည်း၍မိမိကြုံနှစ်ယောက်ပေါ်မှာတင်သဖြင့်သူတို့သည်ဂေဟာစီရှိ၌ထန်းသွားရ၏မျိုးရိုးတို့ရောက်သောအခါထိုဥစ္စာကိုဂေဟာစီသည်ယူ၍အိမ်၌တူထားသဖြင့်ထန်းသောသူတို့ကိုလွတ်လိုက်ပြီးမှကိုယ်တိုင်ဝင်၍မိမိတခင်ရှိ၌ရက်နေ၏အီလိရှဲကလည်း ဂေဟာစီအဘယ်ရက်သို့တော်ပြီးတည်းဟုမေးလျင်ကိုရောဂျုံသည်အဘယ်ရက်ကိုမှမတော်ပါဟု ပြန်ပြောတော့အီလိရှဲကထိုလူသည်တင့်ကိုကြိုးဆူအံ့တော်မှာယထာပေါ်မှာလှဲ့တော်အခါငါစိတ်ဝိညာဉ်သည်တင်းနှင့်အတူမလိုက်တလို့ငွေကိုခံယူခြင်းရှိတလို့အဝတ်တန်လွင်ဥယင်စပြည့်ဥယင်တူးနွား ဂျုံယောက်ျားဂျုံမိန်းမကိုတင်းယူခြင်းရှိသလောတို့ဖြစ်၍နေမန်ဤလူနာသည်တင်း၌လည်းကောင်းတင်းဤသားမြေ၌လည်းကောင်းအစဉ်အမြဲဆွဲစီဟုဆိုသည့်အတိုင်းဂေဟာစီသည်လူနာဆွဲ၍မိုးပွင့်ကဲ့သို့ဖြူလျက်တခင်ထံမှထွက်သွား၏ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး6 ်ပစိန်ကိုပြန်လည်ရရှိခြင်းပရောဖက်အမျိုးသားတို့ကကိုယ်တော်နှင့်အတူယခုနေသောအရက်သည်ကျင်းမြောင်းပါ၏အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နာသို့တွားပရစီထိုအရက်၌ဝိုင်း၍တစ်သားကိုခုတ်ပြီးလျင်ကိုနေစရာဘူးလုပ်ပရစီဟုအီလိရှေထန်၌အခွင့်တောင်းလျင်တွားကြလော့ဟု အခွင့်ပေး၏အချို့ကလည်းမငင်းပါနှင့် ကိုယ်တော်ကျုံတို့နဲ့ကြောတော်မူပါဟုတောင်းပန်လျင်ငါသွားမည်ဟုဝန်ခံသည့်အတိုင်သူတို့နဲ့အတူလိုက်လေ၏ယော်ဒန်မြစ်နားသို့ရောက်သောအခါတစ်သားကိုခုတ်ကြ၏တယောက်သောသူသည်ခုတ်စဉ်တွင်ရေထဲသို့ပစိန်ကြ၏ခုတ်သောသူကလည်းခလပီတခင်ထိုပစိန်သည်ငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟုအော်ဟစ်လျင်ဖျားသခင်ဤလူက အဖေမှာကြာတနည်းဟုမေးတော့ကြာရအရက်ကိုပြပြီးမှဒုက္ကိုခုံ၍ထိုအရက်၌ချသဖြင့်ပစိန်သည်ပေါ်လို့နေ၏ဆေယူလို့ဟုအီလီရှဲဆိုသည့်အတိုင်းတပည့်သည် လက်ကိုဆန်၍ဆေယူ၏ရှူရီတမတော်အေးနေသွားခြင်းတပန်ရှူရီရှင်ဘရင်သည်ဣတရီလက်ပြကိုစစ်တိုက်၍အီမီတော်အရက်အီမီတော်အရက်၌ ငါတို့သည်တခြားခြားကုံအံ့ဟုကျုံတို့နှင့်တိုင်ပင်သောအခါဖျားသခင်ဤလူသည်ဣတရီလာရှင်ဘရင်ထံသို့လူကိုဆေလွတ်၍ဤမိသောအရက်ကိုတတိပြုပါ ထိုအရက်သို့ရှူ၏လူတို့သည် လာကြပြီဟုတတိပေးသောအရက်သို့ဣတရီလာရှင်ဘရင်သည်လူကိုဆေလွတ်၍တစ်ချိန်နှစ်ချိန်မကရန်သူတို့ကိုရှောင်လေ၏ထိုအကြောင်းကြောင့် ရှူရရှင်ပရင်သည်စိတ်ပူပန်၍ကျွန်ုပ်ကိုခေါ်ပြီးလေရင်ငါတို့တွင်အဘယ်သူသည်ဤတရေလာရှင်ပရင်ဘက်၌နေသည်ကိုငါအားမပြဘဲနေကြသနည်းဟုမေးတော့ကျွန်တယောက်က ထို့သောမဟုတ်ပါ အရှင်မင်းကြီးကိုလိုဆက်တော်မူခန်းထဲ၌မိတ်တော်မူသောစကားကိုပင်ဤတရေလာပြည်၌ရှိသောပရောဖက်အီလိရှေသည်ဤတရေလာရှင်ပရင်အားပြန်ပြောတတ်ပါသည်ဟု ရှောက်လေ၏ရှင်ဘရင်ကလည်းသူသည်အဘယ်ရက်၌ရှိသည်ကိုတွား၍ချောင်းကြည့်လော့သူကိုဖမ်းဆီးစေခြင်းကငါစီလွတ်မည်ဟု မိတ်တော်မူပြီးမှဒေါသံမျိုး၌ရှိပါသည်ဟုရှောက်လေ၏ထိုမျိုးတို့မြင်စီသူရဲ့ယထာစီသူရဲ့ဘူချီများကိုစေလွတ်သည်ဖြင့်ညအခါရောက်၍မြို့ကိုဝိုင်းကြ၏ နနက်စောစောဖျားသခင်လူကြီးဂျုံဒီထ၍ပြင်တို့ထွက်တော်အခါမြင်းစီသူရဲ့ယထာစီသူရဲ့ပူချီတို့သည်မြို့ကိုဝိုင်းလျက်ရှိကြသည်ဖြစ်၍ဩသခင်အဘယ်သို့ပြုရပါမည်နည်းဟုမိမိသခင်အားဆို၏အေလိရှေကမစိုးရိမ်နှင့်ငါတို့ဘက်၌နေသောသူတို့သည်ရန်သူတို့ဘက်၌နေသောသူတို့ထက်တာ၍များကြသည်ဟုဆိုလျက်ဥထာဝရဖျား ဤသူသည်မြင်နိုင်မည်အကြောင်းသူ၏မျက်စိကို ဖွင့်တော်မူပါဟုဆုတောင်းသည့်အတိုင်းထာဝရဘုရားသည် ထိုလူလင်၏မျက်စိကို ဖွင့်တော်မူသဖြင့်အေလိရှေပတ်လည်၌တတောင်လုံးသည်မြင်မြင်မိယထာနှင့်ပြည့်သည်ကို မြင်လေ၏ရှူရီလူတို့သည် ရောက်လာသောအခါအေလိရှေကအိုထာဝရဘုရားဤသူတို့၏မျက်စိမမြင်စေခြင်းကတန်ခတ်တော်မူပါဟုဆုတောင်းသည့်အတိုင်း တန်ခတ်တော်မူ၏အီလိရှေကလည်းဤလမ်းမဟုတ်ဤမြို့လည်းမဟုတ်ငါနောက်သူလိုက်ကြသင်တို့ရှာတော်သူရှိရာသူငါပို့မည်ဟုဆိုလျက်ရှမာရိမြို့သို့ပို့လေ၏မြို့ထဲသို့ရောက်ပြီးမှအီလိရှေကဥထာဝရဖျားဤသူတို့သည် မြင်နိုင်မည်အကြောင်းသူတို့၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်အတိုင်း သူတို့၏မျက်စိကို ဖွင့်တော်မူသဖြင့်သူတို့သည်မြင်၍ရှမာရိမြို့ထဲမှရှိသည်ဟုသိကြ၏။ဤတည်ရလရှင်ဘရင်ကလည်းအဖထိုသူတို့ကိုဓာနှင့်တက်ရပါမည်လို့ဟုအလိရှေအားမေးလျင်မတက်ပါနှင့်ဓာနှင့်ခုတ်လျက်လေးနှစ်ပြည့်လျက်စစ်တပ်၍ဖမ်းမိသောသူတို့ကိုတက်ရမည်လို့သူတို့ရှိမှမုံနှင့်ရေကိုထည့်၍သူတို့သည်စားတောက်ပြီးမှ မိမိတို့သခင်ထံသို့တောပါစေဟုဆိုလျင်ညားစွာသောစားစရာကိုပြင်ဆင်၍စားတောက်စီပြီးမှလွတ်လိုက်သဖြင့်သူတို့သည်မိမိတို့သခင်ထံသို့ပြန်သွားကြ၏ထိုနောက်မှရှူ၏လူတို့သည် အလိုလျောက်တက်ဖွဲ့၍ဣတရီလပီတို့မလာကြရှမာရီမျိုးကိုဝိုင်းရံထားခြင်းနောက်တစ်ဖန်ရှူရှင်ပရင်ဘင်ဟာတက်သည် ိုးချေပေါင်းကိုစူဝေးစေသဖြင့်စစ်ချီ၍ရှမာရီမျိုးကိုဝိုင်းထား၏။ကြာမြင့်စွာဝိုင်းထားသောကြောင့်ရှမာရီမျိုး၌အလွန်အစာခေါင်းပါ၍မိကောင်းတလုံးကိုငွေ80နှင့်၎င်း၊ပဲကျန်းတပြီကိုငွေ9ချက်နှင့်၎င်းရောင်းရ၏။ဤတရီလာရှင်ပူရင်သည်မြို့ရိုးပေါ်မှရှောက်သွားစဉ်မိမတယောက်ကအရှင်မင်းကြီးကဲမတော်မူပါဟုအော်ဟစ်၏။ရှင်ဘရင်က ထာဝရဖရာကဲမတော်မမူလျင်ငါသည်အဘယ်သို့ကဲမနိုင်မည်နည်းစဘာနေရတလင်းစပစ်တီနေရခြင်းတဲ့ကကဲမနိုင်မည်လို့ဟု၍လည်းကောင်းတင်၌အဘယ်သို့ဖြစ်သည်ဟု၍လည်းကောင်းမေးလျင်မိမကဤမိမသည် ကျမစီတို့လာ၍တင်သားကိုယနေ့ငါတို့စားဖို့အပ်ပါနက်ဖြန်နေ၌ငါသားကိုစားရမည်ဟုဆိုသည့်အတိုင်း ကျမ၏သားကိုပြုတ်၍စားကြပါ၏။နတ်ဖြန်နေ၌ကျမကတင်း၏သားကိုငါတို့စားဖို့အပ်ပါဟု တောင်းတော်။သူသည်မိမိသားကိုဝတ်ထားပါသည်ဟုလျှောက်လေ၏။ရှင်ဘုရင်သည် ထိုမိမ၏စကားကိုကြားလျင်မိမိအဝတ်ကိုစုပ်လေ၏။မြို့ရိုးပေါ်မှလျှောက်သွားစဉ်လူတို့သည်ကြည်၍အတွင်း၌ရှော့တေအဝတ်ဖြစ် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏ရှင်ဘရင်ကလည်းရှာဖတ်သားအီလိရှေ၏ဦးကောင်းသည်ယနေ့သူကိုနေမကွာဘဲနေလျင်ထာဝရဖရာသည်ထိုးမြမကငါ၌ပြုတော်မူပါစေသောဟုဆို၏အီလိရှေသည်မိမိအိမ်၌ထိုင်၍အသက်ကြီးသူတို့သည်သူနှင့်အတူထိုင်ကြစဉ်ရှင်ဘရင်သည်မိမိရှိမှလူတစ်ယောက်ကိုဆေလွတ်၏ ထိုတမန်မရောက်မီအီလိရှဲကလူတက်ဤသားသည်ငားလေပင်ကိုဖျက်စေခြင်းမှာဆေလွတ်တီကိုတည်မြင်ကြသလိုထိုတမန်ရောက်သောအခါတကားကိုပိတ်၍တကားနာမှာသူ့ကိုစီးတာကြလော့သူ့နောက်မှာသူ့တခင် ခြေတံမမီသလိုဟု အသက်ကြီးသူတို့အားပြောစဉ်တွင် ထိုတမန်သည်ရောက်လာ၏ရှင်ဘုရင်ကိုယ်တိုင်ရောက်လျင် ဤအမှုသည်ထာဝရဘုရားစီရင်တော်အမှုဖြစ်၏ထာဝရဘုရားကျေးဇူးကိုအဘဲเจ้าမျှော်လင့်ရသည်တည်းဟုဆိုသောထာဝရဘုရားသခင်ဤငြိမ်သက်ခြင်းကျေးဇူးပြုခြင်းနှင့်ပို့ဆောင်လံပြခြင်းတို့သည်မိတ်ဆွေတို့၌အစဉ်တည်ရှိမြဲတည်ရှိတည်နေပါစေသောအာမင်